ိတ်ခါလက်တင်မင်္ဂလာကိုဆင်မကြီးလက်ခံယူခြင်းမပြုတာဘာကြောင့်ပါလဲပြောပြနိုင်သလောက်ရှင်းပြပေးပါကျမကအမျိုးသမီးများလက်တင်မင်္ဂလာရဖို့ဆိုရင်ရှေ့ကနေတိုက်တွန်းပေးတဲ့သူသဘောကျတဲ့သူအားပေးတဲ့သူကြောင့်ဖြစ်ပါတယ်ကျမက Emmanuel Baptist Church မှာဦးငယ်ငယ်ကလေးကခုနှစ်ရွယ်လောက်ကလေးက Sunday School တက်ပြီးအဲ့ဒီမှာ CE တက်ပြီးတော့အဲ့မှာနှစ်ချင်းခံခဲ့ပါတယ်ကျမကိုအများကြီးပဲကုညီမဆ တွန်းအားပေးတဲ့သူကတော့ဆရာကြီးပေါ်ဂျွန်ပဲဖြစ်ပါတယ်။ကျမ CE တက်တုန်းကဆိုလို့ရှိရင် तू က CE President ဖြစ်ပါတယ်။အဲ့တော့ကျမက MIT မှာပြန်ပြီးဆရာမလုပ်တဲ့အခါမှာဆရာကြီးပေါ်ဂျွန်ကဖိတ်ခေါ်ပြီးတော့အသင်းတော်အနေနဲ့လက်တင်မင်္ဂလာပေးဖို့သူဟာစကားကားလှယုံမကောက်သူစားရေးပါတယ်။သို့တော်ညာလေအဲ့အချိန်မှာအဲဒီ Emmanuel Baptist Church နဲ့ Myanmar Baptist Convention က ဆွေးနွေးစရာကိစ္စများဆွေးနွေးနေတဲ့အချိန်ဖြစ်တယ်။ဟိုဆရာကြီးပေါ်ကျော်ကတက်တက်လက်လက်ရှိတယ်။သူကအသက်အဆန်းဆိုသူလုံတတ်တယ်။စွမ်းအားလည်းရှိတယ်၊စကားပြောလည်းတော်တယ်။အရာရာခတ်သိမ့်မှာဆရာကြီးကတော်တော်လေးကိုသူကရှေ့ပြေးတဲ့သူကြောင့်ဖြစ်တဲ့အတွက်သူလုံတဲ့အရာတချို့နဲ့ဒီကျမတို့မြန်မာ Baptist Convention ရဲ့ဟိုသူရဲ့လုံရနေပေါ့နော်။ဒီခါတလေကြာရင်ကျမတို့ကပြန်ဆွေးနွေးရတဲ့အချိန်များရှိတယ်။ အဲ့ဒီချိန်မှာဖြစ်နေတဲ့အခါဖြစ်တဲ့အတွက်အချိန်နေအချိန်ရအချိန်နေဟာမပြေလည်သေးတဲ့အတွက်ကျမအနေနဲ့အဲ့ဒီဆရာကြီးပေါ်ကျောင်းရဲ့ဖိတ်ခေါ်ချက်ဆရာကြီးရဲ့ကမ်းလှမ်းချက်ကိုကျမဟာမလက်ခံတဲ့အဲအတွက်ဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီကစပြီးတော့ကျမလည်းအနောက်ပြီးတော့ပေါ့နော်ဒီဒီလက်တင်မင်္ဂလာအကြောင်းကိုလည်းဆရာကြီးနဲ့လည်းမဆွေးနွေးတော့ပဲနဲ့ဒီဖျားခင်အမှုတော်ကိုအဲ ဒီလိုပဲဆက်ပြီးတော့လုတ်တဲ့အခါမှာကျမအနေနဲ့ကတော့ဟိုတိတ်ခါမတင်ခံရတော့ညာလဲဒီဆာဒီအေရှာယနဂတိကျ၄၀နှစ်တက်မှာပြောတဲ့အတိုင်းပဲငါဝိညာဉ်ဟာမင်းပေါ်မှာငါပေးထားပြီးပြီငါဝိညာဉ်အဖြစ်မင်းအလုပ်လုပ်ရမယ်ဆိုတဲ့အတိုင်းပဲကျမကတော့ဝိညာဉ်တကိုးနဲ့ပဲဆက်ပြီးတော့အာဖျားခင်ပေးထားတဲ့ဒီတုံတင်ချင်းပေါ့ဓမ္မပညာတုံတင်ချင်းမှာဟိုအာရပါရ အားရှိသလောက်လုပ်နိုင်ခဲ့ပါတယ်ဒီနေ့နှစ်ချင်းတာသနာခေါင်းဆောင်နေသူများကိုဘလို့တိုက်တွန်းအားပေးချင်ပါတလေအမျိုးသမီးအမှုတော်ဆောင်များအတွက်တွန်းအားပေးစကားကျေးဇူးပြုဝေငှပေးပါဒီချင်းဒီခါမှာမြန်မာနိုင်ငံကြီးကအလွန်ပဲရှုပ်ထွေးပြီးတော့ဒုက္ခအမျိုးမျိုးကြုံနေရတဲ့အချိန်ဖြစ်တဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးဒီယုံကြည်ခြင်းမှာရောပေါ့နော် ရုံးကနေရတဲ့အချိန်မှာမြန်မာပြည်မှာရှိတဲ့ခရိယံခေါင်းဆောင်များအသင်းသူအသင်းသားများတာမအသင်းသားများတွေဟာဖျားခင်ရဲ့လုပ်ငန်းကိုစွန်းစွန်းတမလုပ်နေကြတဲ့အခါမှာကျမအနေနဲ့အမြင့်ကံပြည် Bakersfield California မှာ AACC နေရနေတဲ့အခါမှာတွန်းအားပေးရမယ်ဆိုတဲ့အခါမှာကျမကမြန်မာပြည်လူတွေစီကပြန်ပြီးတွန်းအားရနေပါတယ်သူတို့ရဲ့တတ်သိခံခြင်းသူတို့ရဲ့ နေ့စဉ်ဒီဒုက္ခတွေမှာကိုဟိုအလင်းပေးနေတဲ့အရာကျွန်မအတွက်ကပို့ပြီးတော့ကျွန်မအတွက်ကခွန်အားရနေတဲ့အချင်းဖြစ်ပါတယ်ကျွန်မတို့မြေကံပြေမှာအခုဆိုရင်ဟို bird flu jet flu ကြောင့်ကြက်ဥဈေးတက်တယ်အစကြက်ဥ1ဒေါ်လာဆိုအခုကြက်ဥ2ဒေါ်လာအဲ့ဒါကိုတည်င်းစားမှာညီးနေကြတယ်ဗမာပြည်မှာအခုထမင်းမစားရလို့တနစ်တနစ်တနတ်တော့မနေစားမရနိုင်တဲ့သူတွေကမညီးမတွားပဲနဲ့ ကိုနီကိုဟာရှာပြီးတော့စ조사လုပ်နေတဲ့ချိန်မှာပေါ့နော်ကျွန်မအနေနဲ့ကဟိုအားပေးစကားတွန်းစကားအားပေးပြီးတော့တွန်းအားပေးတဲ့အချိန်ဓာတ်ကိုပေါ့နော်ကျွန်မအနေနဲ့ကဒီချိန်မှာဘာပဲပြောကျင်တယ်ကျွန်မတိတ်ပြီးတော့ခွန်အားရပါတယ်လို့ဆက်လက်ပြီးတော့ဖျားခင်ရဲ့လုပ်ငန်းကိုဆက်ကပ်ပြီးတော့တကယ်ကိုစွန်းစွန်းတမဆက်လုပ်ကြပါအခုလိုပဲလက်တွဲညီညီနဲ့ဒီလုပ်ရမယ့်လုပ်ငန်းတွေကိုဟို လူမျိုးရေးလုပ်ငန်းသာသနာလုပ်ငန်းဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းဓမ္မပညာလုပ်ငန်းပညာရေးလုပ်ငန်းဒီဒီစေကူတာချင်းလုပ်ငန်းကျွန်တော်တို့လုပ်နေကြလုပ်ငန်းများကိုဆက်လက်ပြီးတော့စွန်းစွန်းတမန်ဆက်လုပ်ဖို့ကျမကတော့ဒါပဲပြောချင်ပါတယ်။ကျမအနေနဲ့အသိပြီးတော့ဟိုခွန်အားရပါတယ်။ဗမာပြည်ဆရာဆရာမတွေအဲတိုင်းသူပြည်သားတွေရဲ့ရုန်းကန်မှုကိုနေ့စဉ်တမျှကြားနာပြီးတော့ ညီမတော်ဘဲနဲ့ဆက်ပြီးလုပ်နေတဲ့အရာလေးကိုကျွန်မအနေနဲ့ကတော့ဒါကိုကြည့်ပြီးတော့အာကိုအာရနေပါတယ်အမျိုးသမီးများဟာ ကျွန်မတို့မြန်မာပြည်မှာကြည့်လို့ရှိရင်အများကြီးပဲတိုးတက်ဖို့ရန်လိုပါသေးတယ်သူတို့ဖြင့်ခွန်အားပေးကြတာကတော့ပြောပြကြတာကတော့အမျိုးသမီးများကိုယ့်ကိုယ်ကိုတန်ဖိုးထားဖို့ပဲလိုပါတယ်တခါတရံအမျိုးသမီးများတရားစဟောပြီးဆိုရင် ကျွန်မအမျိုးသမီးပဲဖြစ်ပါတယ်ကျွန်မမဟောတတ်ပါဘူး လူရခိုင်းလို့သာဟောရပါတယ်အဲ့လိုမစပဲနဲ့စတာနဲ့ကိုကျမဟာဘုရားခင်ရဲ့တမိကြောက်ဖြစ်ပါတယ်ဘုရားခင်ကကျမကိုရွေးနှုတ်ထားပါတယ်ဒါကြောင့်ဒီနေ့ဘုရားခင်ပေးတဲ့နှုတ်ကပတ်ကိုတရားဟောပါမယ်ဆိုပြီးတော့စိတ်ချလက်ချကိုကိုကိုယုံကြည်စိတ်ချခြင်းပြေဝစွာနဲ့တရားဟောရတွင်မကောက်ဘူးလုံငန်းဆောင်တာအဝဝမှာကိုကိုကိုစိတ်ချပြီးတော့ခွန်အားယူပြီးတော့လှုပ်စေခြင်းပါတယ်ပြီးတော့ကျမတို့အမျိုးသမီးကောင်းဆောင်များဟာ ီငယ်ရွယ်တဲ့အမျိုးသမီးများကို ကျမတို့ကခွန်အားပေးရမယ်သူတို့ကို မွေးထောက်ရမယ်သူတို့ကိုဟိုလောင်းရိပ်အောက်မှာမကြစီပဲနဲ့သူတို့ကိုပါကျမတို့ဟာလက်တွဲခေါ်ဖို့လိုပါတယ်အခုအမျိုးသမီးငယ်အများအားငယ်တဲ့သူများဖြစ်တဲ့အတွက်သူတို့မှာကုညီမစားခြင်းအများကြီးလိုတယ်တခါတရံဒီလှေကားတက်တဲ့ခါမှာအပေါ်ရှိတဲ့လူက အောက်မှာရှိတဲ့လူကိုလှေကားကလည်းကန်ချတ်တတ်ပါတယ် ကျွန်တော်မျိုးသမီးများဒီလိုမဟုတ်ပဲနဲ့ကျွန်တော်တို့အပေါ်တက်သွားတဲ့ခါကျမှအခါမှလက်ကိုဆန့်ပြီးတော့အောက်မှာရှိတဲ့သူများကိုလည်းအပေါ်မြင့်တင်ဖို့လိုပါတယ်အမျိုးသမီးများဟာလက်တွဲညီညီနဲ့ဆက်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူကျင်တဲ့ညီညွတ်ချင်းဓာတ်လူညီသူအခွင့်အရေးရခြင်းများတို့ကိုကျွန်တော်တို့ရနိုင်ပါတယ်ကျွန်တော် MBC မှာကြီးလို့ရှိရင်လည်းကျွန်တော်တို့ဟာအမျိုးသမီးကောင်းဆောင် တော်တော်လေးကိုငွေထုတ်လာနိုင်တာကိုတွေ့ရတဲ့အတွက်အဲ့ဒါကိုလည်းကျွန်တော်တို့ကအာဂုံယူပါတယ်ကျွန်တော်တို့ရဲ့ဒီပန္တာဒိန်းသမတူဇာမွန်ဒူဩကထသမအဲအင်းဝဲနံပါတ် MIT အခုတောင်းအုပ်ဖြစ်မဲ့သမအဲဂျာကြီးသူတို့ရဲ့နှုတ်ဆောင်မှုကို ကြည်ချင်းအဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံနှစ်ချင်းအဖွဲ့ချုပ်ကအမျိုးသမီးများကိုနေရာပေးတယ်ပံ့ပိုးတယ် ူညီမစားတယ်ဆိုတာတွေ့ရတဲ့အတွက်အများပဲအများကြီးပဲကျမတို့ကခွန်အားရပါတယ်လို့အဲ့ဒါကြောင့်မမျိုးသမီးများအားမငယ်ပဲနဲ့ဆက်ပြီးလှုပ်ရှားရှိတဲ့လူငယ်များကိုဆက်လှုပ်ကြရအောင်